ဟုတ်ကဲ့ပါရှင်ယခုချိန်ကစတင်ပြီးမဟုတ်ဒုက္ခသတင်းများနဲ့မယုံဒုက္ခသတင်းများကိုစတင်ပြီးကြေညာတော့မှာဖြစ်ပါတယ်ရှင်ပထမဦးစွာမြန်မာနိုင်ငံ၏ဌာနဆိုင်ရာတည်တည်တွင်ကျေနပ်မှုရှိပါကတန်ကြားရန်ဖုန်းနံပါတ်များကိုတနိုင်ငံလုံးကြေညာထားကြောင်းသတင်းရရှိပါတယ်ရှင် SK ဌာနဆိုင်ရာ ဖုန်းနံပါတ်များမှာဖုန်းအားကြသည့်ဆက်တော်လဲ ရေဖုံအားပြန်လည်ဖြည့်ကြခြင်းမရှိသည့်အပြင်ဖုံးနံကြလျင်တာဝန်ရှိသူများလည်းဖက်ရည်ဆိုင်သို့ဖတ်သွားတတ်ကြောင်းသတင်းရရှိပါရှင်။နောက်တစ်ခုကတော့လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှအလုပ်သမားများကိုတတ်မှတ်လုပ်ချိန်ထက်အလုပ်ရှင်များကြော်ခိုင်းကြလျင်တိုင်ကြားနိုင်ကြောင်းသတင်းရရှိပါရှင်။ရင်းနှီးစနစ်ပတ်သက်ပြီးတိုင်ကြားရမလို့ကြောင်းမြန်မာနိုင်ငံရှိအလုပ်ရှင်အားလုံးမှမိမိတို့အလုပ်သမားများကိုတတ်မှတ်ချိန်ထက် တစ္ဆမကခိုင်းတဲ့ခြင်းခိုင်းမြင်ရင်ဒီတိုင်းမဖမ်းနိုင်ကြောင်းတရင်ရရှိပါတယ်ရှင်။ရစီကလစီကနဲ့ညီညီမောင်များအဲ့နာဆောင်ရွက်ကြရင်တနိုင်ငံလုံးကိုစော့ဩလိုက်ကြောင်းတရင်ရရှိပါတယ်ရှင်။ရွှေဘုံမျိုးရှိနေထင်းတယောက်ပါ။30ရက်4လ2019ရက်နေ့မှာညာ၈နိုင်ခွဲအချိန်မှာတော့အယက်မှုပြီးဆိုင်ကယ်မောင်းလာရရထားသောမိန်လာကားကိုဝင်းတိုက်ရ နေရာတွင်ပေါ်ခြင်းပြီးတိတ်ဆုံးသွားကြောင်းသတင်းရရှိပါရရှင်နောက်တစ်ခုကတော့ကြောင်းဖွင့်ရသည့်ခေတ္တနှင့်ညီကြောင်းအပ်နံနဲ့ကလေးအားလုံးကိုစာရေးကြိယာဆုံးနှင့်ကြောင်းဝတ်ဆုံးများကိုအစိုးရကအခမဲ့ပေးကြောင်းသတင်းရရှိပါရရှင်အတန်းမိုင်ဆရာမကြီးမှာအတော့ကြောင်းသားကြောင်းသူများမှာရင်းပစ္စည်းအစုံနဲ့ရတော့လဲမအပ်တော့ကြောင်းသားများမှာစာအုပ်အစုပ်ကလေးစုံသာရ၍စုံစုံမှာဝတ်ဆုံးမှာပြတ်သွားတော့ကြောင်းမရရှိကြောင်းတင်ပြရရှိပါရှင် ောက်တစ်ခုကတော့မောင်မမျိုးအင်းရသေးရုပ်ကမှနောက်ကစားဝိုင်းတွင်တာဝန်ရှိသူများတော်ရောက်ရှာဖွေဖန်စီရာတက်တီကံပစ္စည်းများနဲ့အတူလူငါးဦးငွေကျပ်၁၀သိန်းဖန်စီရရှိကြောင်းတင်ပြရရှိပါတယ်ရှင်အမှန်တကယ်ဖန်စီရမိတကတော့တင်း40ကျော်ဖြစ်ပြီးပုံငွေ30ကျော်ဝေစုခွဲကြရအဝေးမကြီးတစ်ဖြင့်ဓာတ်ထုတ်မှုဖြင့်လူတအုပ်တည်ဆုံးသွားကြောင်းတင်ပြရရှိပါတယ်ရှင်ဖော်မြူလာ1 ကပြန်ကောင်းမောင်းပြန်ပွဲသို့မြန်မာနိုင်ငံမှကောင်းမောင်းကျွမ်းကျင်သူပညာရှင်300ယောက်ဝင်ပြန်ရာ၃ဦးစလုံးပထမပူးတွဲ၃ဦးစုလက်ရှိကကြောင်တင်ရရှိပါတယ်ရှင်ရှင်၃ဦးစလုံးမှာဟုံကြီးကမောင်းသူတယောက်လူနာရင်ကမောင်းသူတယောက်နဲ့နာရီကမောင်းသူတယောက်တို့ဖြစ်ကြောင်တင်ရရှိပါတယ်ရှင်မြန်မာလေကြောင်းလိုင်းကိုတစ်ခုတည်းပုံမကောင်းမွန်တဲ့လေကြောင်းအဖြစ် တောင်ရွက်တော်မူဖြစ်ကြောင်းသတင်းရရှိပါရှင်။ရှင်လေးကျောင်းလိုက်ရဲ့မိဂိုတို့အိဆာဒုက္ခအနတ္တဟုအမည်ပေးထားကြောင်းသတင်းရရှိပါရှင်။ဒီနေ့သတင်းအကြီးကတော့ဒီဒီပြီးဆုံးပါပြီ။ကျမတို့နေရာစလုံးလေ66ဂါကြီးနဲ့မင်းကြီးမချင်းဆက်လက်ပြင်နာသွားမှာပဲဖြစ်ပါရှင်။